အလုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကအဝေးပြေးခီးတဲ့တင်ကားပေါ်တွင်လိုက်ပါလာသောခရီးသွားလူငယ်များကိုဆွဲချပြီးစစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းဆီးလာရန်ကုန်ပြည်လမ်းပိုင်းနှင့်စလင်တို့တွင်ခရီးသွားလူငယ်၁၂ဦးအဖမ်းခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းတွင် expat ကားပေါ်လိုက်ပါလာသောရန်ကုန်မှပြန်လာသည့် လူငယ်ခုနှစ်ဦးအပါအဝင်ဟိုးဦးကိုအကြံဖက်စစ်တပ်ကဖော်တာဆွဲဖမ်းဆီးသွားကြောင်းခီးသွားပြည်သူများနှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်စက်တင်ဘာလ18ရက်နေ့တွင်ရန်ကုန်ပြည်လမ်းပိုင်းအုပ်ဖို့မြို့နယ်အပိုင်းလက်ဥကုံလမ်းဆောင်ရှိရန်ကုန်မှပြလာသောအိတ်စပတ်ကားပေါ်လိုက်ပါလာသည့်လူငယ်ခုနှစ်ဦးကိုစစ်တပ်ကဖော်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ထို့ပြင်အဆိုပါအကြံဖက်စစ်တပ်သည်ယင်းနေ့နနက်8နာရီခန့်တွင်ကဝေစုရွာမှပြည်သူနှုတ်ဦးကိုလည်းထပ်မံဖမ်းဆီးသွားကြောင်း ထိုဖမ်းဆီးခံရသောပြည်သူများကိုဤသည့်နေရာသို့ဖမ်းဆီးသွားသည့်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေမိသားစုဝင်များလည်းလိုက်လံစုံစမ်း၍မရသည့်ကြောင့်သိရှိရပါသည်။စက်တင်ဘာလ18ရက်နေ့နဲ့9ရက်နေ့လောက်မှအုပ်ဖို့မြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့လေးဦးကုံလန်းဆောင်မှာရန်ကုန်ကနေပြန်လာတဲ့ expat ကားပေါ်လိုက်ပါလာတဲ့လူငယ်9ဦးကိုစစ်ခွေးနဲ့ဖြူစော်ထီတွေကပေါ်တာဆွဲဖမ်းဆီးသွားတာ။အဲ့ဒီစစ်ခွေးတွေကကဝေစုရွာကပြည်သူ2ဦးကိုပါဆက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်။အုပ်ဖို့မြို့နယ်ထဲမှာတပ်သားတစ်စုဆောင်ထောက်ကို အေးမြတာယာရွာကဖြူစော်ထီတွေကတာဝန်ယူလှုပ်ဆောင်နေတာဟုခရီးသွားပြည်သူနှင့်ဒေသခံပြည်သူများကပြောဆိုပါရယ်အလားတူမကွေးတိုင်းစလင်းမြို့နယ်တွင်အချမ်းဖက်စစ်တပ်ကနန်းထိုက်တော်ဝင်အစ်ဖက်ကားပေါ်လိုက်ပါလာတော့လူငယ်တအုပ်ကိုလည်းပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်စက်တင်ဘာလ24ရက်နေ့နနက်6နာရီခန့်တွင်စလင်းမြို့လက်ပံကန်လမ်းကွဲတွင်နန်းထိုက်တော်ဝင်အစ်ဖက်ကားပေါ်လိုက်ပါလာတော့လူငယ်တအုပ်ကိုကားပေါ်တက်ရောက်၍ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါရယ် ဘယ်ရွာကလူငယ်တွေကိုဖမ်းသွားတာလဲဆိုတာတော့အတိမပြုနိုင်သေးပါဘူး။ဆက်လင်းမြို့လက်ပံကန်လန်းခွဲမှာငန်းထိုက်တော်ဝင်မှန်လုံကားပေါ်လိုက်ပါလာတဲ့လူငယ်၃ဦးကိုစစ်ကွေးတွေကကားပေါ်ကနေဆွဲချပြီးကိုပေါ်တာဆွဲဖမ်းဆီးသွားတာပါဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ဆက်လက်ပြီးစစ်ကောင်စီရဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းကို TNL ဖမ်းဆီးရမည်။တရောင်စားပုံစံအထိအယောင်ဆောင်ပြီးစစ်ကောင်စီကပုံစံမျိုးစုံနဲ့ဆေးလွတ်ထားတယ်လို့ဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကြောင်းတန် PSLF TNL ထိန်းချုပ်ထားတဲ့ကြောင်မင်းနဲ့တီပေါ်မြို့နယ်မှာရှိတဲ့တောင်ရဲတပ်ဖွဲ့ကစစ်ကောင်စီလွှတ်လာတဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်၁၀ဦးထံမှနေကိုဖမ်းဆီးရမိထားတယ်လို့သတင်းဌာနကစုံစမ်းသိရှိရပါတယ်။အမိမဖော်လို့တဲ့တီပေါ်မြို့နယ်ရဲတပ်ဝင်ခန့်တအူကတဲကိုကန်ဟိုတယ်ဖုန်ကြီးကျောင်းမတင်ကားတဲ့နေရာတွေမှာကျွန်တော်တို့ရှောင်းတခင်စစ်ဆေးတဲ့အချိန်၊ခင်းလက်စစ်ဆေးတဲ့အချိန်သူတို့ကိုဖမ်းဆီးရမိတာလို့ဆိုပါတယ်။စစ်ကောင်စီရဲ့ထောက်လန်းရေးတပ်ဖွဲ့တွေဟာတိုက်ပွဲပြင်းထန်နေတဲ့ချောင်မဲမြို့မှာအဓိကလှုပ်ရှားတာဖြစ်တယ်လို့ ဖန်စည်းရမိတဲ့ထောင်လန်ရေးတပ်ဖွဲ့ဝင်တက်ချက်တအူရဲ့ထွက်ဆိုချက်ကိုကိုးကားပြီးရဲတပ်ဖွဲ့ဝင်တအူကသတင်းဌာနကိုပြောပါတယ်။ PSLF TNL ထိန်းချုပ်ထားတဲ့မျိုးတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ရှိရကလာရှုမျိုးကနေကြောင်းမင်းတီပေါ်တို့ထောက်လန်ဖို့တပ်ဖွဲ့ဝင်တွေရာနေချီပို့ဆောင်လာတာဖြစ်တယ်လို့ဖန်စည်းခံရတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကထွက်ဆိုပါတယ်လို့ဆိုပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေဟာခရီးသွားတတိကာဆရာသူဖုံးစားရောင်ဆောင်ကလမ်းရှောင်စိုင်ကင်နဲ့ကာစီပြီး တီဘောမျိုးနယ်တွင်တဲ့ကိုပုံစံအမျိုးမျိုးနဲ့ဝင်ရောက်လာကြတာဖြစ်တယ်လို့ TNL ကဒီကနေ့စက်တင်ဘာ25ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထောက်လန်းရေးတွေက TNL ရဲ့စစ်အင်အားလက်နက်ကယံလမ်းပတ်ဆက်သွယ်ရေးထောက်လန်းတာတွေနဲ့လမ်းကြောင်းကနေတိုက်ခိုက်ဖို့ပြစ်မှတ်ပေးတာတွေစတဲ့သတင်းအချက်အလက်တွေကိုထောက်လန်းချတာလို့ဆိုပါတယ်။ တောင်ရဲတပ်ဖွဲ့ကအဲ့ဒီထောက်လန်းရေးတွေကိုဖမ်းဆီးနိုင်ဖို့ဒေသခံတွေကိုပါ24နာရီအကြာခေါ်ယူစစ်ဆေးနေပြီးခေါ်ယူစစ်ဆေးသူ30ကျော်ကိုပြန်လည်လွှတ်ပေးခဲ့ပေမယ့်သတင်းပေးလို့ယူဆရတဲ့သူတွေကိုထိမ့်သိမ်းထားဆဲဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်တွေစီကနေသိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။